ကြိုးစားတဲ့သူတွေအတွက်အရှုံးဆိုတာဘယ်တော့မှမရှိပါဘူးဒီပုံမြင်လေးကတော့ Chris Garner အကြောင်းပဲဖြစ်ပါတယ်သူကဘဝမှာဒုက္ခတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရတယ်ပြီးမှပျော်ရွှင်မှုတွေကိုခံစားရတယ်ဒီပုံမြင်လေးကမိတ်ဆွေတို့ကိုနှိုးဆော်ပေးမဲ့ပုံမြင်လေးပဲဖြစ်ပါတယ်1982ခုနှစ်တုန်းက Chris ကမိမနဲ့ကလေးနဲ့အတူတူနေထိုင်ခဲ့ပါတယ်သူကပတ်စံတွေအများကြီးမျက်မဲထင်ပြီးအရင်နေ့ကြီးကြီးတစ်ခုကိုလှုပ်ခဲ့ပါတယ်သူကစေကူသားတဲ့စက်တွေကိုဝယ်ခဲ့တယ် ဇင်းယုံမှာမြများရောင်းရမယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့လည်းကန်တရားကသူ့ဘက်မပါခဲ့ပါဘူး။သူ့ရောင်းတဲ့ဇေကုဒဆက်တွေကရိုးရိုးထက်အစနှစ်ဆလောက်ဈေးကြီးနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လွလဲကူကူရောင်းမထွက်ခဲ့ပါဘူး။ဒါပေမဲ့မိသားစုဝန်းစားအတွက်တရားကို၁၂ခုတော့တော့ရောင်းရတာပါ။အဲလိုမှမရောင်းရဘူးဆိုရင်လည်းအိလာကရောစားဖို့အတွက်ရောအရန်ကိုခက်ခဲသွားမှာပါ။ဒီလိုနဲ့ပဲသူကအရန်ကိုစိတ်ညစ်နေခဲ့ပါတယ်။ခုချိန်ဆိုအိမ်လာကမပေးနိုင်တာနှစ်လရှိခဲ့ပါပြီ။ မိသားစုဝမ်းစာရှာဖို့အထူးကတာဝန်ကတော့မိမဖြစ်တဲ့လန်ဒါရဲ့တာဝန်ဖြစ်လာပါတယ်။သူကပတ်စံရဖို့အတွက်ဝန်ထမ်းလုပ်နေခဲ့ရပါတယ်။ခဏခဏခရစ်ကမအောင်မြင်တာကိုကြည့်ပြီးလန်ဒါကမောပန်းနေခဲ့ပါပဲ။ခရစ်ကသူ့ဘဝမှာဘာမှလုပ်နိုင်တော့မှမဟုတ်ဘူးလို့သူမကထင်ခဲ့ပါတယ်။ခရစ်နဲ့အိမ်အောင်ပြုပြီးသူမဘဝပြတ်သွားပြီလို့လည်းထင်ခဲ့တယ်။ငွေကိုစိုးရင်ပူပန်ရတဲ့အတွက်ကြောင့်သူတို့ကနေတိုင်းစကားများကြပါတယ်။ဒီတိုင်းလိုလိုပဲခရစ်ကတော့သူ့ရဲ့သားကိုကြောင်းပို့ပြီး ဆက်ရောက်မှုအတွက်သွားခဲ့ပါတယ်။ဒါမဲ့လည်းဘယ်စေးုံကားမှသူ့ဆက်ကိုမွေခဲ့ချပါဘူး။အဲဒီနောက်မှာလန်တာနဲ့တွေ့ပါတယ်။အိလာကမပေးတဲ့အတွက် notice စာတွေလာနေပြီလို့ပြောပါတယ်။အင်ကိုသွားတဲ့အချိန်မှာဗန်းကြံထဲမှာရပ်ထားတဲ့သူ့ကားကိုရဲတွေကဂရိနဲ့ကုတ်သွားတယ်။အဲဒီအချိန်မှာတော့သူကအရန်ကိုစစ်ညစ်ပြီးအင်ကိုသွားခဲ့တယ်။သမင်းစားပြီးတဲ့နောက်လန်တာကသူ့ကိုအင်လာကဘယ်လိုပေးမလဲလို့မေးပါတယ်။အဲဒီအချိန်မှာခရစ်ကအကြောင်းပြချက်တွေပေးတယ်။ ။ဒါကြောင့်သူတို့နှစ်ယောက်ရန်ဖြစ်ကြပါတယ်။အဲဒီနောက်မှာခရစ်ကအခန်းတစ်ခန်းနဲ့သွားပြီးအန်စာတုံးကိုဆက်ပါတယ်။ခုချိန်မှာတော့သူ့အတွက်အရန်လွယ်နေပါပြီ။နောက်ရမှာလူတစ်ယောက်ကဈေးကြီးတဲ့ကားစီးမောင်းလာတာကိုတွေ့ခဲ့ရပါတယ်။ခရစ်ကသူ့ကိုမေးတယ်။ဘာအလုပ်လုပ်လဲဆိုပြီးသူကရှေ့ကအဆောက်အအုံကိုလက်ညှိုးထိုးပြပါတယ်။ပြီးတော့ပြောတယ်။ဒီအဆောက်အအုံမှာ stock ဆိုင်ဖွင့်ထားတယ်လို့ပြောတယ်။နေနေအကြမှာအဲ့ထဲကလူတွေအများကြီးထွက်လာခဲ့တယ်။သူတို့ကပျော်ရွှင်နေခဲ့ကြတာကို ခရစ်ကတွေ့ခဲ့တယ်။သူတို့တွေလိုပဲသူကလည်းပျော်ရွှင်ခြင်းခဲ့တယ်။ဒုက္ခတွေကနေထွက်ဖို့အတွက်ဒီနိလမ်းပဲရှိတော့တယ်လို့စဉ်းစားခဲ့တယ်။အိမ်ရောက်တဲ့အခါမှာတော့အဲဒီစတော့ဆိုင်မှာလှုပ်လှုပ်မှဆိုပြီးမိမကို ပြောခဲ့တယ်။မိမကသူ့ကိုလှောင်ပြောင်ပြီးသွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူကကြောင်းကိုနှစ်တန်းအထိပဲတက်ခဲ့ဘူးလို့ပါ။အဲလိုနဲ့နောက်နေ့မှာတော့အလို့ရှာဖို့အတွက်ဖောင်သားယူခဲ့ပါတယ်။စက်ကိုတော့အမျိုးသမီးတစ်ယောက်ရဲ့နားမှာထားခဲ့ပါတယ်။ အထက်ထဲမှာတော့သူ့ကိုဖောင်ပေးပြီးအလုပ်အကြောင်းတွေရှင်းပြနေခဲ့တယ်။အဲ့ချိန်မှာပဲထိုအမျိုးသမီးကသူ့ရဲ့ဆက်ကိုမပြီးပြေးနေတာကို တွေ့ခဲ့ပါတယ်။သူက အလုပ်အကြောင်းပြီးအောင်နားမထောင်ပဲအဲ့ဒီအမျိုးသမီးနောက်ကိုလိုက်ပါတယ်။သူမကယထားပေါ်ပြေးတက်သွားခဲ့တဲ့အတွက်ခရစ်ကဘာမှမလုပ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ပဲအလုံးလျှောက်တဲ့နေရာကို သွားပါတယ်။အဲ့မှာဂျက်စ်ကို တွေ့တယ်။ဂျက်စ်ကအလုံးများနေတဲ့အတွက်သူနဲ့ကောင်းကောင်းစကားမပြောနိုင်ခဲ့ပါဘူး။ အဲ့အချိန်မှာပဲသူ့ဆက်ခိုးသွားတဲ့ကောင်မလေးကို တွေ့ခဲ့တယ်။အဲ့နောက်လိုက်ပြီးဆက်ကိုပြန်ယူခဲ့တယ်။ဒီဆက်တစ်ခုပျောက်တာကတလာလုံးအငက်နေရတော့မှလည်းအတူတူပဲလို့ပြောပြီးသွားခဲ့တယ်။ခရစ်ကတလာကိုဆက်တစ်ခု ရောင်းထွက်အောင် လုပ်မယ်ဆိုပြီးသူ့မိမကိုကတိပေးခဲ့ပါတယ်။ဒါပေမဲ့အိမ်ပြန်လာတဲ့အခါမှာလက်ဗလာနဲ့လာရမယ့်အစားဆက်တစ်ခုစလုံးကိုယူလာတာကိုတွေ့တဲ့အခါမှာလန်ဒါကစိတ်ပြက်သွားခဲ့ပါတယ်။သူသားရဲ့မွေးနေ့မှာဘောလုံးကိုလက်ဆောင်ပေးပြီး လမ်းမှာဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေအားလုံးကိုမိမကို ပြောပြဖို့ကြိုးစားပါတယ်။ဒါပေမဲ့လန်နာက သူ့ရဲ့စကားကိုတကူးမှနားမထောင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့သူကအခု ခရစ်ရဲ့အပေါ်မှာယုံကြည်မှုမရှိတော့ပါဘူး။အဲဒီနောက်မှာတော့တက်စီပေါ်တက်ပြီးသွားတော့မယ်ဂျေ့စ်ကိုတွေ့ခဲ့ပါတယ်။ခရစ်ကပြောတယ်။ကျွန်တော်လည်းအဲ့ဘက်ပဲသွားလို့ဆိုပြီးအဲဒီတက်စီပေါ်တက်ပြီးလိုက်သွားတယ်။ခရစ်ကစတော့မှာလှုပ်လှုပ်ဖို့အတွက်ပြောချင်ခဲ့တာပါ။ ဒါပေမဲ့ Jess ကတော့အန်စာတုံးကိုဆက်နေခဲ့တာပါ Jess စိတ်ဝင်စားမှုကိုရဖို့အတွက် Chris ကိုယ်တိုင်ကအဲ့ဒီအန်စာတုံးကိုမှန်ကန်စွာဆက်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာတကယ်ပဲ Jess ကစိတ်ဝင်စားသွားခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာ Jess အိမ်ရောက်နေပါပြီဒါကြောင့်ကားဝါကဆင်းပြီးအိမ်သွားခဲ့ပါတယ်အဲ့ဒီအသေးပေကတော့ Jess ရဲ့ကားငါးကားကိုလည်းသူပဲပေးရတော့မှာဖြစ်ပါတယ်ဒါကြောင့်ကားကလမ်းခွလက်တနေရာမှာရက်တဲ့အချိန်မှာ Chris ကကားတကားဖွင့်ပြီးထွက်ပြေးသွားပါတယ် ဒိုချိန်မှာကားဆရာကသူ့နောက်ကိုလိုက်တယ်။သူဖမ်းလာကနေလွတ်ဖို့အတွက်ခရစ်ကယထာတစည်းပေါ်ပြေးတက်ခဲ့ပါတယ်။ဒါမဲ့လည်းယထာတကားပိတ်ခတ်နေပြီဖြစ်တဲ့အတွက်သူ့ရဲ့ဆက်တွေကလည်းအပြင်မှာပဲကြံခဲ့ပါတယ်။သူကဖုံးဆက်ပြီးတော့လန်ဒါကိုတောင်းပန်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူသားကိုသွားမကြုံနိုင်လို့ပါ။လန်ဒါကသားကိုသွားကြုံရတဲ့အတွက်ကြောင့်အလို့တခုဆွန့်လွတ်ခဲ့ရတယ်။ဒါကြောင့်လန်ဒါကပြောတယ်ငါအနေနဲ့ဆက်မပေါင်းနိုင်တော့ဘူး။အိမ်ကထွက်သွားတော့မယ်ဆိုပြီးဖုံးချခဲ့တယ်။ ခရစ်ကအမြန်အင်ကိုပြန်လာခဲ့ပါတယ်။ဒါမဲ့လည်းမမီတော့ပါဘူး။မိမကအိမ်မော်ကနေဆင်းသွားပြီဖြစ်ပါတယ်။အဲ့ဒီချိန်မှာဂျေးစီကဖုန်းလာခဲ့ပါတယ်။ပြီးတော့လွန်ညောင်ရဲ့ဖုန်းနံပါတ်မှတ်ဖို့အတွက်လည်းပြောပါတယ်။ဒါမဲ့လည်းခရစ်စီမာကရေးမှတ်ဖို့အတွက်ဘောပင်မရှိခဲ့ပါဘူး။အဲ့ဒီချိန်မှာအုံတော်ထဲမှာပဲမှတ်ပြီးပြီးမှပဲစာရွက်ထဲချရေးလိုက်တယ်။နောက်ရမှာတော့ကျောင်းရဲ့အပြင်မှာလန်တာကိုတွေ့ခဲ့တယ်။ပြီးတော့ပြောတယ်။သားကတော့ငါနဲ့အတူတူပဲထားခဲ့ပါ။ငါသူ့ကိုအရန်ချစ်တယ် သူမရှိပဲမလီတက်ဘူးပြောခဲ့တယ်။ထိုအချိန်မှာစိတ်တူပြီးကလေးကို ထားခဲ့ပါတယ်။ညနေကြောင်းကြိုလာတဲ့အခါမှာတော့အိမ်လာကမပေးနိုင်တဲ့အတွက်ပိုင်ရှင်ကအိမ်ကနေဆင်းခိုင်းတယ်။ဒါကြောင့်ခရစ်ကအချိန်ခဏတောင်းခဲ့ပါတယ်။အိမ်စစ်တုပ်ပေးဖို့အတွက်ဒါနဲ့ပိုင်ရှင်ကလည်းလက်ခံလိုက်ပါတယ်။ရဲအနေငယ်အချာမှာတော့သူစစ်တုပ်နေတဲ့အခါမှာတော့ရဲတွေရောက်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူကကားပါခဲ့တဲ့အတွက်ပတ်သက်မပေးရသေးလို့ဖြစ်တယ်။အဲဒီလိုနဲ့ရဲစခန်းသွားပြီးခြေလှမ်းဖြည့်လိုက်ပါတယ်။ ရဲကပြောတယ်။မနက်9နာရီခွဲမှဒီချလန်ကအထီးဖြစ်မှာ။ဒါကြောင့်အဲအချိန်ဒီမှာပဲနေရမယ်ပြောတယ်။ခရစ်ကပြောတယ်။မနက်ပြန်မနက်10နာရီခွဲမှ ကျွန်တော်အင်တာဗျူးတစ်ခုဖြေရမှာပါ။ဒါမဲ့လဲရဲကသူစကားကို လုံးဝနားမထောင်ခဲ့ပါဘူး။သူကတော့လန်ဒါရဲ့ဖုန်းဆက်ပြီးတော့မှသားကိုဂရုစိုက်ထားပေးဖို့အတွက်ပြောတယ်။နောက်ရက်မနက်မှာတော့အင်တာဗျူးဖြေဖို့အတွက်သူပြေးသွားခဲ့ပါတယ်။ကောင်းမွန်တဲ့အဝေးစားဝေးဖို့အတွက်တောင်သူ့မှာအချိန်မရှိခဲ့ပါဘူး။ ထဲမှာအင်တာဗျူးမေးတဲ့အခါဘာကြောင့်ဒီလိုအဝယ်စားတွေနဲ့လာခဲ့တာလဲလို့မေးတယ်။ထိုအချိန်မှာတော့သူကအခြားအကြောင်းပြချက်တွေမပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်အမှန်တိုင်းပဲပြောပြခဲ့ပါတယ်။ဒီအကြောင်းကို ကြားပြီးသူတို့တွေကရှည်ကြတယ်။ဘာကြောင့်လဲဆိုတော့ချက်လန်ဖြစ်ဖို့ကသူတို့အတွက်ဒင်းမွားတဲ့အရာတစ်ခုပဲဖြစ်တယ်။ပြီးတော့ခရစ်ကပညာရေးအကြောင်းပြောပြတယ်။เจ้ามาปฐมยาเกเรပြောတယ်ပြီးတော့အတန်းထဲမှာ7ယောက်ပဲရှိခဲ့တယ်။ယာเจ้าလည်းဖြစ်တယ် ဒီစနေရောက်ထဲမှာပထမဆုံးရခဲ့တာဟာမထူးဆန်းပါဘူးဒါကြောင့်ကုမ္ပဏီရဲ့ခေါင်းဆောင်တွေကသိသဘောမချခဲ့ပါဘူးခရစ်ကပြန်ပြောတယ်ကျွန်တော်မသိတဲ့အရာရှိရင်မသိဘူးလို့တန်းပြောပါတယ်ဒါမဲ့လည်းအဲ့ဒီအဖြေကိုရှာလဲရှာနိုင်တယ်ကုမ္ပဏီခေါင်းဆောင်ဖြစ်တဲ့မာတင်ကသူ့ကိုမေးတယ်လူတယောက်ကတေချာမွေစားထားပဲနဲ့သူ့ရဲ့ကုမ္ပဏီမှာအလုပ်လာရှောက်တယ်မင်းသူ့ကိုဘာကြောင့်လှုပ်ခဲ့မှာလဲခရစ်ကပြန်ဖြေတယ်သူကဘောင်းမီတော့အကောင်းဝက်လာလို့ပေါ့ သူတို့တွေကဖြေကိုသဘောကျသွားပြီးခရစ်ကိုအလုခန့်လိုက်ပါတယ်။အပြင်မှာဂျက်စ်ကိုတွေ့ပြီးပြောတယ်အလုလုဖို့အတွက်တေချာပြန်စဉ်းစားရတော့မှဘာကြောင့်လဲဆိုတော့အလုတင်အရင်6လလောက်ရမယ်။အဲဒီအချိန်မှာဘာလားစာမှရမှာမဟုတ်ဘူး။သူကဖောင်ဖြည့်တဲ့အခါမှာဆက်ခိုးသွားတာကိုအာရုံစက်ခဲ့တဲ့အတွက်ဒီအချက်ကိုမကြားခဲ့ပါဘူး။ညအချိန်မှာသားလေးကိုကြိုပြီးအိမ်ပြန်လာတယ်။လန်ဒါကပြောတယ်ငါကနယူးယောက်မှာအလုရသွားပြီ။ထိုအချိန်မှာခရစ်ကပြန်ပြောတယ် သားကိုတော့ငါနဲ့ပဲအတူတူထားမှာနော်အဲ့ချိန်မှာလန်ဒါကဘလို့များသားကိုပြုစုနိုင်မလဲစဉ်းစားရင်ငိုပြီးသွားခဲ့ပါတယ်အဲ့တော့မှခရစ်ကဂျေစီကိုဖုန်းဆက်ပြီးကုမ္ပဏီမှာအလုပ်လုပ်ဖို့အတွက်ပြောပါတယ်သူကအိမ်ကပစ္စည်းတွေအားလုံးယူပြီးဈေးပေါ်တဲ့အိမ်တိမ်ငှားပါတယ်တရက်မှာသားလေးကဘောလုံးစော်ရင်နဲ့ဘောလုံးသမားဖြစ်ချင်တယ်ပြောခဲ့တယ်အဖေကမဖြစ်နိုင်ဘူးပြောတဲ့အတွက်သားကစိတ်သက်သာသွားခဲ့တယ်ထို့အချင်းအဖေကပြန်ပြောတယ် မဖြစ်နိုင်ဘူးလို့သူများပြောတဲ့စကားတွေကိုမယုံပါနဲ့မဲအဖေပြောလဲမယုံနဲ့အကယ်လို့အရာတစ်ခုကိုလွတ်ချင်တဲ့စိတ်ကပြင်းပြနေရင်တကယ်ကိုလုံနိုင်မှာပါစက်တစ်ခုရောင်းပြီးတော့ပတ်စံတွေရလာခဲ့တယ်အဲ့နောက်အလုပ်တင်တန်းကိုသွားခဲ့ပါတယ်လူတွေအများကြီးထဲမှာမှတယောက်ကိုပဲရွေးမှာဖြစ်တယ်ဒါကြောင့်မလို့ခရစ်အဲ့မှာပဲနေဖို့အတွက်ခက်ခဲခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကြောင်းလဲအဆုံးထိမတက်ခဲ့ဘူးဘူး။စတော့အကြောင်းကိုလည်းမသိခဲ့ခြင်းကြောင့်ဖြစ်တယ် ။သံဝဲဖြည့်တဲ့အခါမှာခရစ်က68မှတ်ရတာတောင်မှသူ့ကိုမရွေးချယ်ခဲ့ပါဘူး။သံဝဲအပြင်အခြားအကြောင်းအရာတွေကိုလည်းကြည့်လို့ပါ။အပြင်ရောက်တဲ့အချိန်မှာပဲဆရာမာတင်ကိုတွေ့ခဲ့တယ်။ဒါပေမဲ့လည်းစကားတေချာမပြောနိုင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ဘူတာယုံမှာကြံခဲ့တဲ့သူ့ရဲ့ဆက်ကိုတရောင်းစားတယောက်ကမပီယူသွားခဲ့ခြင်းကြောင့်သူကပြေးပြေးလိုက်ဖမ်းပါတယ်။အဲ့ချိန်မှာကားတစ်စီးနဲ့တိုက်မိပြီးဖနက်တစ်ဖက်ပြောက်သွားခဲ့ပါတယ်။ဒါကြောင့်ဖနက်မပါဘဲနဲ့ယုံတက်ရပါတယ်။ သူ့ဘော်ပရက်ရှာတွေပြိနေခဲ့ပါတယ်သူ့ရဲ့ဆရာကပါစင်တဲ့ကိစ္စတွေလည်းခိုင်းခဲ့တဲ့အတွက်သူ့အလုပ်တွေနောင်နှေးနေခဲ့တယ်သူကအလုပ်တွေအားလုံးပြီးသွားမှသားကိုကြိုပြီးကားနဲ့အိမ်ပြန်ရတယ်အလုပ်များတဲ့အတွက်ဖုန်းကိုဘယ်တော့မှမချပါဘူးဖုန်းကန်ရင်းနဲ့လှုပ်လှုပ်ပါတယ်ဒါကြောင့်အချိန်ပို10မိနစ်ထုတ်နိုင်ခဲ့ပါတယ်ရေလည်းမတောက်ခဲ့ပါဘူးဒါကြောင့်လဲဆိုတော့တွိုင်းလဲသွားရမှာမလို့ပါသူ့အဖော်တွေ9နာရီလုံးမှပြီးတဲ့အလုပ်တွေကိုသူက6နာရီတည်းနဲ့လှုပ်ခဲ့ရပါတယ် ဒီလိုလည်းပဲနှစ်လကြာခဲ့ပါပြီဒါပေမဲ့လည်းဘာအောင်မြင်မှုမှမရခဲ့သေးပါဘူးဒီလိုလည်းပဲ client တယောက်ကဖုန်းဆက်ပါတယ် Chris ကို minute 20အတွင်းမှာပဲသူ့ရုံးကိုလာခဲ့ဖို့ပြောပါတယ်ဒါကြောင့် Chris ကချက်ချင်းသွားခဲ့ပါတယ်ဒါပေမဲ့လည်းလူတယောက်ကကားယူခွင့်မပေးခဲ့ပါဘူးဒါကြောင့်ဒီအခွင့်အရေးကိုပဲဆုံးရှုံးသွားခဲ့ရပါတယ်ဘာကြောင့်လဲဆိုနှစ်လရှိပြီးကားပါခင်အတွက်ပတ်သက်မပေးခဲ့တာပါ သူ့ရဲ့အကြီးဆုံး client ကဘလုံးပဲကြည့်ဖို့သွားခဲ့ပါတယ် ဒီအခွင့်ကောင်းကိုယူပြီးခရစ်ကသူ့သားကိုပါခေါ်သွားခဲ့ပါတယ်။ဟိုနေ့ကအချိန်မီမရောက်ခဲ့လို့တောင်းပန်ခဲ့တယ်။အဲဒီနောက်မှာထိုလူကသူနဲ့တူဘောလုံးပွဲကြည့်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဘောလုံးပွဲကြည့်နေတဲ့အချိန်မှာထိုလူက ပြောတဲ့ငါမင်းကိုသဘောကျတယ်။အဲဒီထိပယ်ကတော့မင်းကုမ္ပဏီမှာငါကငွေရှယ်ယာလုပ်မှာတော့မဟုတ်ဘူး။ဒါပေမဲ့သူ့သားကတော့အရန်ကိုပြောရှင်နေခဲ့ပါတယ်။နောက်ရက်မနေ့မှာတော့ဆာလဆောင်ရောက်လာခဲ့တယ် သူကအိမ်လာကမပေးနိုင်တဲ့အတွက်ကြောင့်ရုံးကသူ့ဘန်တွေကနေပတ်စံဖြတ်လိုက်ပါတယ်ဒီပတ်စံကသူ့အတွက်အရာရေးကြီးလိုအပ်ခဲ့ပါတယ်အဲ့ဒါနဲ့ပဲဘိုက်ဖြစ်နေခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပြီးတော့သူ့တငယ်ချင်းစီမံပတ်စံသွားချေးပါတယ်ဒါမဲ့လည်းတငယ်ချင်းကသူ့ကိုပတ်စံမချေးခဲ့ပါဘူးအဲ့လိုနဲ့ပဲတရောင်းစားတရက်ကိုတွေ့ခဲ့တယ်သူစီကလည်းဆက်ကိုပြန်ယူလိုက်တယ်ဆေးရုံတိုင်းသွားပြီးတော့မှရောင်းခဲ့ပါတယ်အဲ့ဒီထက်မှဆရာဝန်တယောက်ကဝယ်ဖို့အတွက်လက်ခံလိုက်တယ်ဒါမဲ့လည်းအဲ့ဒီဆက်ကပြက်နေခဲ့ပါပြီ ဒါကြောင့်ရောင်းမထွက်ခဲ့ပါဘူး။အဲ့တဲ့စိတ်ညစ်စရာကောင်းတာကအိမ်သွားတဲ့အချိန်မှာပါ။အိမ်သွားတဲ့အချိန်မှာအိမ်ကပစ္စည်းတွေအကုန်အပြင်မှာထုတ်ပြီးတကားကတောက်ခဲ့ထားခဲ့ပါတယ်။ဒါကြောင့်လဲဆိုတော့သူကအိမ်လားကမပေးနိုင်ခဲ့လို့ပါ။ဒါကြောင့်သူကအရန်ကိုစိတ်ညစ်သွားခဲ့ပါတယ်။သူဘယ်သူစီမှာသွားပြီးတော့မှဘာရည်လို့ရမလဲ။ဘယ်မှာနေရမလဲဆိုတာကိုလုံးဝမသိခဲ့တော့ပါဘူး။မစင်းစားနိုင်တော့ဘူးပေါ့။အိမ်ကနေထွက်ပြီးဘူတာယုံကိုသွားခဲ့ပါတယ်။အဲ့မှာပဲညာရေးဖို့စဉ်းစားခဲ့တယ်။ ဒီနောက်မှာတော့သားလေးနဲ့စော့နေကြတယ်။အဖေက ပြောတာဒါကစက်မဟုတ်ဘူး။အချိန်ရဲ့စက်ဒိုင်နိုဆောတွေရှိတဲ့အချိန်လို့သွားလို့ရတယ်လို့ပြောပြီးရေချိုခန်းထဲကိုသွားခိုင်းပါတယ်။ပြီးတော့သူကိုယ်တိုင်လဲဝင်သွားတယ်။ပြင်ကနေလူတယောက်တကားလာခောက်တယ်။သူကတကားပွင့်မပေးခဲ့ပါဘူး။သူ့ဘဝမှာဒီလောက်ထိစိတ်ညစ်မှုတွေအားငယ်မှုတွေကိုမကြုံခဲ့ပါဘူး။သူ့ရဲ့သီးခံနိုင်တဲ့စွမ်းရည်ပြတ်သွားခဲ့ပါတယ်။ပြီးတော့သူကငိုခဲ့တယ်။နောက်ရမနေ့မှာချက်စမာနေဖို့အတွက်သွားခဲ့ပါတယ်။ အိမ်မနေဖို့အတွက်နေရာကကျင်းတဲ့အတွက်ကြောင့်ဆော့ဆော့လာတဲ့သူတွေပဲရခဲ့တာပါ။နေရာပြေသွားရင် အကုန်ပြန်ချရတာပါ။သူကဆက်ကိုပြန်ကောင်းအောင်လုပ်နေခဲ့ပါတယ်။ဒါမဲ့တနေရာကပြတ်နေခဲ့ပါပြီ။အိုင်းနေရာကပစ္စည်းကိုဝယ်ဖို့အတွက်သူ့မှာပတ်သက်မရှိခဲ့ပါဘူး။ခုချိန်မှာတော့သူ့ရဲ့ဒုက္ခကနစာဖြစ်သွားခဲ့ပါပြီ။အလုပ်တွေကိုပြီးအောင်လုပ်ပြီးကလေးနဲ့အတူအမြန်ပြေးပြီး chess မှာအိတ်ဖို့တန်းစီခဲ့ရပါတယ်။ဒီအချိန်ကသူ့ဘဝအတွက်အခက်အခဲဆုံးအချိန်ပဲဖြစ်ပါတယ်။ ။ဒါကြောင့်သူအစားတောက်လည်းပြတ်ခဲ့ပါတယ်။သူ့လိုမျိုးပဲ chess မှာအခက်အခဲတွေကိုကြုံတွေ့နေရတဲ့သူတွေအများကြီးရှိကြတယ်။နောက်ရမှာတော့အလုတ်တင်ရဲ့နောက်ဆုံးဆောင်ပွဲပဲဖြစ်ခဲ့ပါတယ်။ဒီအချိန်မှာသူ့မျက်နှာမှာအလုတ်ရမယ်ဆိုတဲ့ယုံကြည်ချက်မရှိတော့ပါဘူး။အပြင်ထွက်တဲ့အချိန်မှာဆရာမာတင်နဲ့တွေ့တယ်။သူကတက်စီကနေထွက်ပြီးခရစ်ရှိက9ဒေါ်လာ တောင်းခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူ့ပတ်စံအိတ်အိမ်မှာကြံခဲ့လို့ဖြစ်တယ်။ Chris ကလည်းမရှိမရှိမဲ့ပတ်စံလေးပေးခဲ့လိုက်ရတယ်။ ဒီနေ့မှာတော့ chess မှာနေရာမရခဲ့ပါဘူး။ဒါကြောင့်သားလေးနဲ့အတူတူယထားပေါ်မှာပဲအိတ်သွားခဲ့ပါတယ်။ပစံတွေရဖို့အတွက်သူက သွေးတွေရောင်းခဲ့ပါတယ်။အဲ့ဒီပစံနဲ့စက်မှာပြည့်နေတဲ့ပစ္စည်းတွေကိုဝယ်ပြီးပြင်လိုက်ပါတယ်။ပြီးတော့ရောင်းလိုက်တယ်။ပစံရလာတော့ဟိုတယ်တွားပြီးစိန်နဲ့အိတ်ရအောင်စီစဉ်ခဲ့တယ်။နောက်ရက်မနေ့မှာတော့သားလေးနဲ့အတူတူကန်းချီကိုသွားခဲ့ပါတယ်။အဲ့ချိန်မှာအရန်ဖြော်ရှင်ခဲ့တယ်။ဒီနေ့မှာပဲစာမိုးဘေးရဲ့အဖြစ်ထွက်လာမှာဖြစ်ပါတယ်။ မာတင်ကတော့သူ့ရဲ့ကိုအင်းကြီးကိုကြည့်ပြီးသဘောကျသွားတယ်။သူကပြောတယ်ဒီနေ့အလုတ်တင်ရဲ့နောက်ဆုံးနေ့ဖြစ်လို့ပါ။အဲ့ချေဆရာမာတင်ကပြောတယ်မင်းမနေ့ပြန်လဲဒီအင်းကြီးပဲဝင်လာပါ။မနေ့ပြန်ကမင်းရဲ့အလုတ်ပထမနေပဲလေ။အလုတ်ရသွားတဲ့အကြောင်းကိုကြားပြီးခရစ်ကအယံပြော်သွားခဲ့ပါတယ်။ဆရာမာတင်ကမေးတယ်အလုတ်ရဖို့လိုရတာလွယ်လား။သူကပြန်ဖြေတယ်လုံးဝကိုမလွယ်ပါဘူး။ဆရာမာတင်ကသူ့ခြေထားတဲ့ပတ်စံကိုလည်းပြန်ပေးလိုက်ပါတယ်။ အဲ့ဒီမှာခရစ်ကအယံပျော်ရွှင်ခဲ့တယ်။ဒီပုံမြင်လေးကတော့ခရစ်ကြောင်းလေးပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူကအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ခဲ့တယ်။အခက်ခဲကနေထွက်ပြေးဖို့ကလွယ်တယ်။ရင်ဆိုင်မှုကခက်တယ်။အကြောက်တရားကနေမထွက်ပြေးပါနဲ့။ရင်ဆိုင်ပါ။ဒီနေ့ကျရင်တော့အောင်မြင်မှုတွေကတေချာပေါက်ရလာပါလိမ့်မယ်။ video လေးကိုအဆုံးထိကြည့်လိုက်ရတဲ့အတွက်ပရိသတ်တို့အနေနဲ့ခေါင်းထဲမှာတစ်ခုခုတော့ကြံခဲ့မှတေချာပါရယ်